င်မင်ရတဲ့မိတ်ဆွေတငယ်ချင်းအနေငယ်နဲ့သာမင်္ဂလာညစာစားပွဲလေးကိုအချင်းယုံချင်းပါခဲ့တယ်။တရားဆောင်ကြော်ကြော်နဲ့ဆုမြတ်နှုတ်ဦး။မင်္ဂလာပါပရိသတ်ကြီးရှင်။တရားဆောင်ကြော်ကြော်နဲ့ဆုမြတ်နှုတ်ဦးတို့နှစ်ယောက်ကတော့မိတ်ဆွေတငယ်ချင်းအစင်းကနေချစ်သူတွေဖြစ်လာခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှတော့ရွှေလက်တွဲလက်ထပ်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။ချစ်သူတွေအနေနဲ့နှစ်တွေအကြာကြီးလက်တွဲခဲ့ကြတဲ့သူတို့နှစ်ဦးကအိမ်အောင်ပြုတဲ့အရွယ်တွေကိုလည်းရောက်နေပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့မတ်လအတွင်းမှာပဲမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့ကောင်လူသိရှင်ကြားမင်္ဂလာဆောင်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။မနေ့ကဇွန်လ17ရက်နေ့လေးမှာတော့တရုတ်ဆောင်ကျကျော်နဲ့စုမြတ်နိုးဦးတို့နှစ်ယောက်ကပြင်လွင်မြို့မှာရှိတဲ့မင်းမြို့ Rose Garden Hotel မှာခင်မင်ရတဲ့မိတ်ဆွေအနေငယ်ကိုဖိတ်ကြားခဲ့ပြီးမင်္ဂလာညစာစားပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။အရန်ကိုလှပါတဲ့တဘာဝတရားကိုနောက်ခံထားပြီး Romantic Sun နဲ့ညစာစားပွဲလေးကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာညစာစားပွဲမှာတော့လာရောက်ကြတဲ့အပရိသတ်နဲတဲ့ဆိုပေမဲ့လေအရင်နည်းဆုံးမိတ်ဆွေတွေကိုဖိတ်ကြားထားတာကြောင့်အပေါ်ရန်ပကသနာမပါဘဲပုံမှန်ထက်ပိုပြီးတော့ပြောစရာကောင်းခဲ့တယ်လို့လည်းတရုတ်ဆောင်စုမြတ်နိုးကရင်ဖွင့်ထားတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့မင်္ဂလာဇနီးမောင်နှံနေဖြစ်ကိုရောက်ရှိသွားပြီဖြစ်တယ်။ကြောကြောနဲ့စုမြတ်နိုးတို့နှစ်ယောက်အတွက်ပြည်သက်ကြီးကလည်းဝန်တာကွန်ပျူတာကလေးပြောကြားပေးခဲ့ပါအောင်ရှင်။